အဆုံးကစရမှုလို့ကောင်မျိုးကစားတက်မောက်ဆင်းပြီးတော့ကိုယ်ကဲခိုင်းတာတွေအပြူအမှုဆိုတဲ့ကောင်တွေကဆင်းပြေပြီးမှဆင်းပြီးတော့ကိုယ်တိုင်တိုက်နေရတဲ့ပုံစံမျိုးတွေဒါမျိုးတွေအထိဖြစ်လာတော့ကြတော့သူတို့ကြောက်လန့်တကြားနဲ့ထွက်ပြေးတဲ့ဖြစ်စဉ်တွေကလည်းပူပူပြီးတော့များလာ KNU ကအခုလိုမျိုးလုံးဝစန့်ကျင်နေတာဖြစ်တဲ့အတွက်သူလှုပ်ချင်တယ်လို့လှုပ်ခွင့်မရဘူးမရတာကြောင့်မလို့သူကအခုလိုမျိုးဒါပြင်းပြီးသူတွေကိုသူကစိတ်ကောက်နေတယ် မင်္ဂလာပါဒီနေ့ကတော့ဒါနိုဝင်ဘာလ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်တို့သတင်းထူးတွေသတင်းကောင်းတွေရှိတယ်ပေါ့နော်ပြီးတော့ကြတော့ထူးခြားဖြစ်စဉ်တွေရှိတယ်စစ်ကောင်စီဘက်ကအဲဖြစ်ပျက်နေတဲ့အခြေအနေတွေပေါ့နော်အဲဥစ္စာကအဲမြေပြင်မှာထူးခြားမှုတွေရှိတယ်အဲအကြောင်းလေးလည်းကျွန်တော်တို့ပြောကြမှာပေါ့နော်ပထမဆုံးဒါအားရစရာသတင်းကောင်းတွေနဲ့ပဲစကြမယ်အဲ့ဒါဒါမကွေးတိုင်းကံမမြို့နယ်ရင်းနေသားရေကင်းစကန့်ကိုလူလိုင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းတိုက်ခိုက်တယ်ပေါ့နော်တိုက်ခိုက်တယ်တိုက်ခိုက်တာကဒါဒုတိယအကြိမ်ပထမအကြိမ်ဧပြီလထဲမှာလည်းတိုက်ခိုက်ခဲ့တာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဒုတိယအကြိမ်ကတော့ တိမ့်ပိုက်ဖို့အတီကိုရွေရပြီးတော့တိုက်ခိုက်ခဲ့တာဒါပေမဲ့ဘာတွေကြုံတွေ့ခဲ့ရသလဲအဲဘယ်လိုမျိုးတွေဖြစ်ပြခဲ့သလဲအဲပြီးတော့နောက်ဆက်တွဲဘာတွေရှိသလဲဆိုတဲ့ဟာကိုကျွန်တော်ပြောကြမှာပေါ့နော်အဲ့တော့ဒါမကွေးတိုင်းဒါကမ္မမြို့နယ်တွေကရင်းနှီးစာရေကင်းစကမ်းပေါ့နော်အဲအကြောင်းရင်ပြောမယ်အဲဥစ္စာကဒါနိုဝင်ဘာ6ရက်နေ့မှာတရက်ခရိုင်အမှတ်လေးတရင်ကနေပြီးတော့ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်အဲမှာရင်းစာရေကင်းစကမ်းမှာသူကဘလို့ပြင်ဆင်ထားသလိုခြံစည်းရိုးဆို၄တက် ပြီးရင်အုတ်ပံကကွန်ကရစ်ပံကပေါ့နော်အဲဥစ္စာတွေလည်းဆောက်လုပ်ထားတယ်အဲကွန်ကရစ်ပံကလည်းပါတယ်ပြီးရင်ဒါတို့ဆက်သွေးမြောင်းဘာညာတေချာကိုပြင်ဆင်ထားပြီးတော့အင်အားအနေနဲ့ဆိုရင်အင်အား30လောက်စစ်ကောင်စီဘိုးကြီးဦးစီးပေါ့နော်အင်အား30လောက်နဲ့အဲ့ညညမှာတေချာပြင်ဆင်ထားတဲ့ပုံစံမျိုးအဲ့စကန်ကိုမနက်6နာရီမှာဝင်ကြိတ်တာပေါ့နော်ဝင်ကြိတ်တဲ့ချိန်မှာတိုက်ပွဲကြာချိန်က2နာရီခွဲလောက်ကြာသွားတယ်အဲအဲ့ဒီဟာတွေအကြောင်းလဲကျွန်တော်ဆက်ဆက်ပြောမှာပေါ့နော်ဘန်ကာကအားလုံးပေါင်း6ခုရှိတာကို4ခုထိတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ် ။ဒါမဲ့လည်းဒါဂျန်တဲ့နှစ်ခုကိုတိုက်ခိုက်သိမ်းပိုင်းဖို့ကြိုးစားခဲ့ပေမဲ့လည်းအချိန်နဲ့အကြောင်းကြောင့်မလို့ပြန်ပြီးတော့ဆုတ်ခွာခဲ့ရတာရှိတယ်ဗောနော်။အဲ့တော့စစ်ကောင်စီဘက်ကအဲ့ဒီတိုက်ပွဲမှာ9ဦးသေဆုံးတယ်။တော်လိုင်းတပ်ဖွဲ့ဝင်ဘက်ကစိတ်မကောင်းစရာ ဒါတပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့တာရှိတယ်ဗောနော်အဲ့တော့ဒါကတော့မလဲနိုင်တဲ့အရာပေါ့ဗျာအဓိကဒါပြည်သူတွေဆိုလဲနားလဲပါလိမ့်မယ်ဒါကိုတော်လိုင်းတပ်ဖွဲ့တွေဆိုရင်ဒါတန်ရရတာမှအစကျွန်တော်ကမလိုလားဘူးဘက်ကကောင်နေဘလို့ပဲတည်သေးဗောနော်အဲ့ကြဘလို့ပဲဖြစ်ဖြစ်ဒီဥစ္စာဒါပေးဆက်မှုတော့ရှိတာဗောလဲနော်အဲ့တော့အခုဒီချိန်ဒါရင်စာစခန်းကိုတိုက်တာကဒါဒုတိယအချိန်ပထမချိန်ကကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲဧပြီလထဲမှာသူတို့ပထမတစ်ချိန်တိုက်ခိုက်ခဲ့တာရှိတယ်အဲ့တော့စစ်ခွေးတွေဘက်ကဘာတွေလုပ်ထားသလဲဆိုသူကတော်တော်လေးပြင်ဆင်ထားတာရှိတယ်ဆိုပြီးတော့သိရတယ် ဒါကတော့ပြင်ဆင်มาပဲဘာဖြစ်လို့လဲဆိုတော့ပထမချိန်တိုက်ခိုက်ခံရပြီးခင်ရဲ့ကသူတို့ကလည်းအမြဲတမ်းမှာဒီလိုတိုက်ခိုက်ခံရတာဘာကြောင့်လဲဘယ်နေရာတွေကနေဝင်လာသလဲအဲဘယ်လိုမျိုးတွေထပ်ပြီးတော့ပြင်ဆင်ရမလဲအင်အားတွေထပ်တိုးရမလားဒါမျိုးပုံစံမျိုးတွေနဲ့သူကအမြဲတမ်းမှာပြင်ဆင်လေးရှိတယ်ဒါကြောင့်မလို့ဒါဒုတိယချိန်အခုပြန်ပြီးတော့တိုက်ခိုက်တဲ့အချိန်ကျတော့ဒါအချိန်တွေပါကြာသွားတယ်ပြီးတော့ရှေ့ပိုင်းတစ်ခါမရလိုက်တာဖြစ်တဲ့အတွက်သူတို့ကပို့ပြီးတော့ပြင်ဆင်မှုတွေလုပ်ထားတယ်ဆိုပြီးတော့ဒါသိရတယ်ဗောနော်အဲ့တော့ တေချာလေ့လာပြီးတော့ကျွန်တော်စီမံချက်ကောင်းကောင်းနဲ့တိုက်ကြဖို့လိုလာပြီပေါ့နော်အဓိကတော့ဒီနေရာဒီမှာအရင်တော့ငါထက်ဘာတွေပြောင်းလဲသွားသလဲအဲအရင်တော့ငါဘန်ကလေးလုံးကနေအခု6လုံးအဲဘယ်နေရာတွေမှာထားသလဲအဲအဲ့လိုပုံစံမျိုးတွေကစပါနော်အဲအင်အားဆိုရင်လည်းအရင်တော့ငါဘယ်လောက်ထားနေအခုဆိုဘယ်လောက်ဖြစ်သွားပြီလဲဒါမျိုးပုံစံမျိုးတပ်ဖွဲ့တွေကတော့လေ့လာမှာပဲပေါ့နော်လေ့လာမှာပဲတေချာတယ်ဒါပေမဲ့ဒီထက်ပို့ပြီးတော့အသေးစိတ်ကြစွာနဲ့စီမံချက်နဲ့ပေါ့နော်တော့ငါတို့ဘယ်လိုပုံစံမျိုးစော်မယ်ဆိုတဲ့ပုံစံအခုကတပ်ဖွဲ့တွေတကယ်ပြင်ဆင်ထားတယ် ဘလို့ထိပြင်စင်တာဒီအခုရင်းသားစစ်စေးဂိတ်ရေကင်းစကန်ကိုတိုက်နေတဲ့အချိန်မှာကိုပဲဒီကာဖာဇာ7နှစ်ပေါ့နော်အဲကာဖာဇာ7နှစ်ကိုလည်းထပ်ပြီးတော့ဒါ short ride ထုံးနေနဲ့သွားပြီးတော့ပြစ်ခတ်တာရှိတယ်အဲ့တော့အဲကာဖာဇာ7နှစ်ကနေပြီးတော့စစ်ကူစစ်အင်အားမလာအောင်လဲဖြတ်တောက်တိုက်ခိုက်ဖို့အတွက်ဒါစီမံထားတဲ့ပုံစံမျိုးတော့တွေ့ရတယ်ပေါ့နော်တပ်ဖွဲ့တွေဘက်ကပြင်တော့ပြင်စင်တာလဲဒါပေမဲ့စစ်ကောင်စီဘက်ကလည်းဒီဥစ္စာကိုမျှော်လင့်ပြီးတော့လှုပ်ထားဖြစ်တဲ့အတွက်တိုက်ပွဲကပို့ပြီးတော့ပြင်းထန်ခဲ့တယ်တင်ထားတဲ့ပို့ပြီးတော့ကိုဒါတိုက်ပွဲကပြင်းထန်ခဲ့တယ်ပြီးတော့ဒါကြာချိန်နဲ့ပုံများသွားတယ်ပေါ့နော် ီးတော့ဒါကအရေးကြီးတဲ့နေရာသူတို့အတွက်အရေးပါတဲ့နေရာဖြစ်တဲ့အတွက်ပေါ့နော်သူကဒီစကန်းကိုမကြစေရေးတေးကြတယ် ါစစ်ကူစစ်အင်အားတေချာပေါက်လွတ်မှာပဲပြစ်ကူတွေပေးမှာပဲပေါ့နော်အခုလည်းအဲ့လိုပုံစံမျိုးပဲအချိန်က2နာရီကျော်လောက်ကြာသွားပြီဆိုတဲ့အချိန်မှာဒီကောင်ဒီဘက်ကလည်းဒီနေရာကိုစစ်ကူတွေလွတ်မှာပဲလက်နက်ကြီးတွေပြစ်မှာပဲလေချောင်းမှာလာတယ်ပေါ့နော်အခုဆိုရင်လည်းဒါလေချောင်းမှာလာတယ်ပေါ့နော်လေချောင်းကနေပြီးတော့ပြစ်ကူပေးတာရရှိတယ်အဲ့တော့တိုက်ပွဲကြာလာတာနဲ့အမျှပေါ့နော်လက်နက်ခဲရမလုံလောက်မှုကလည်းပြဿနာတစ်ခုအနေနဲ့ဖြစ်ခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ဒါပြန်ဆုတ်ခဲ့ရတာဖြစ်မယ်အဲ့တော့ဒါနောက်ဆိုရင်ကျွန်တော်တို့ဒါတပ်ဖွဲ့တွေတပ်ဖွဲ့တွေအတွက်ပြောရတာလေအားနာတယ်ဘာဖြစ်လို့သူတို့မှမပြည့်မစုံနဲ့ချနေရတာပေါ့နော် အဲ့တော့ဒီပြည့်စုံဖို့ပြည့်စုံဖို့ဆိုပြီးပြောရတဲ့ချိန်မှာကျွန်တော်ကဒါကူပေးဖို့လည်းလိုတယ်ရောပြည့်စုံအနေနဲ့ပေါ့နော်ဒီလိုမျိုးအောင်မြင်မှုရခိုင်နည်းကြမှာပြန်ပြန်ပြီးတော့ဆုတ်ခွာလာခဲ့ရတဲ့ဒါတိုက်ပွဲတွေပေါ့နော်ဒါလုံးဝဘလောက်မှရခိုင်တော့မလိုတော့ဘဲနဲ့ပေါ့နော်ပြန်ပြီးတော့ဆုတ်ခွာခဲ့ရတဲ့တိုက်ပွဲတွေကအများကြီးဖြစ်နေတော့ဒါစိတ်မကောင်းဘူးပေါ့နော်ပြီးရင်ဒါဒီတိုက်ပွဲမှာဆိုလည်းဒါနှစ်ဦးကြာသွားတယ်ပေါ့နော်အဲ့တော့အဲ့တိုက်ပွဲသာအောင်မြင်ခဲ့တဲ့သိမ့်ပိုက်နိုင်ခဲ့တယ်ဆိုရင်ပို့ပြီးတော့ ဂုံယူရမှာပေါ့နော်ဒီအခုတက်ဖွဲ့တွေဒါကြာဝလဲစိတ်မကောင်းတော့ဖြစ်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီစကန်ရခဲ့ရင်တော့ပိုကောင်းမှာပေါ့နော်အဲ့တော့အဲ့ဒါနဲ့တဆက်သေးပဲရေနသာရေကင်းစကန်ကိုတိုက်ခိုက်နေတဲ့အချိန်တပြိုင်တည်းမှာပဲတခြားနေရာကဒီကဘာစာစနစ်စစ်ကောင်စီရဲ့အရေးပါတဲ့ဒီကာဝေးပစ္စည်းထုတ်လုပ်တဲ့ဆက်ယုံကဘာစာစနစ်ကိုလည်းရှော့လိုက်တော့၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်၄လုံးအောင်မြင်ခဲ့တယ်ပေါ့နော်၄လုံးဒီအတွင်းထဲကိုကြာပြီးတော့ပောက်ကွဲခဲ့တယ်အဲ့ဒါပြီးရတဲ့အထဲကနေပြီးတော့ကြောက်လန့်တကြားနဲ့ပြန်ပြီးတော့ ပြစ်ခတ်တာမျိုးတွေလည်းရှိခဲ့တယ်ဗောနော်ပြီးတော့ပြည်သူတွေထိခိုက်တာတွေရှိတယ်နေအိမ်တွေပျက်စီးတာတွေရှိခဲ့တယ်ဒါပြင်ဒီရင်းသားရဲကင်းစခန်းကဒါတိုက်ခိုက်ခံနေရတဲ့စစ်ကောင်စီစစ်သားတွေကိုဒါသူတို့စစ်ကူပေးဖို့အတွက်ကိုကုန်းချောင်းကတချို့လမ်းတွေမတုံးရတော့ရေချောင်းကနေပါလာပြီးတော့ဒါစစ်ကူပေးရတဲ့အနေအထားမျိုးတွေဖြစ်ခဲ့တယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲ့ဒီမှာထူးကြတာပါတယ်အဲထူးကြကြအဲ့ဒါကဘာလဲဆိုတော့ဒီတေးရမျိုးကာဘာဆာစနစ်ကိုရှော့လိုက်တုံးနဲ့ပြစ်တဲ့အချိန်အဲ့ဒီက view မှုကအောင်လံဘက်ကိုထွက်ပြေးသွားတယ်ဆိုပြီးတော့သိရအဲ့ဒါကတော်တော်ထူးကြတယ်ဗောနော်ဒါ view မှုဗောနော် view မှု ရွာမှုအဆင့်ထွက်ပြေးရတယ်ဆိုနေကဒါအရာရှိကြီးပိုင်းပေါ့ဗျာအဲ့တော့စစ်ကောင်စီဘက်မှာကအရာရှိကြီးလို့ပြောမှန်ဆိုရင်သူကတရင်မှုကနေစတရင်မှုအဆင့်ဒုတိယပုံမွေးပေါ့နော်တရင်မှုတော့မှာပဲဒါလုံးဝဒါအပွင့်တင်ပြီးသားဒုတိယပုံမွေးအဆင့်ကနေစပြီးသူကအရာရှိကြီးလို့သတ်မှတ်အဲ့လိုမျိုးအရာရှိကြီးတွေကအခုဒါထွက်ပြေးနေရတဲ့အဆင့်တွေဖြစ်နေတာပါဗျာအဲ့တော့ဒီလိုမျိုးဒါဒုတိယဘုံမူကြီးအဆင့်တွေပြီးရင်ဘုံမူကြီးအဆင့်တွေဘုံမူချုပ်အဆင့်တွေဒီလိုမျိုးအရာရှိအကြီးပိုင်းတွေကစဒီနေ့ ဒီကနေ့ဒါ네ဘဲအစုံမှာပေါ့နော်ဒါစစ်ကောင်စီစစ်မျက်နှာအစုံမှာဒါသူတို့ဒီရာရှိအကြီးပိုင်းနေအနေနဲ့တိုက်ပွဲတွေနဲ့အနီးကပ်ကြုံတွေ့ရတာဖြစ်တဲ့အတွက်ပေါ့နော်ကစင်ကလျားနဲ့ထွက်ပြေးနေတဲ့ဖြစ်စဉ်တွေကိုအများပြားကျွန်တော်တွေ့မြင်နေရတယ်ဒါဟာပါလဲဆိုတော့စစ်အာဏာသိမ်းမှုရဲ့အကျိုးဆက်ပေါ့နော်အကျိုးဆက်ဖြစ်တဲ့စစ်ကောင်စီအသိတဲ့အတိုင်းပဲဒီလိုမျိုးဒါမင်းအောင်လှိုင်ကပောက်ကတက်ကရလုပ်ပြီးတဲ့အချိန်မှာဒါအောက်ကရာရှိပိုင်းတွေကို သူ့ရဲ့ဆုံးရှုံးနေမြေတွေပြန်ယူဖို့အတွက်ကိုအခုဆိုရင်အသေးတန်ခိုင်းတာတွေရှိတယ်အဲ့လိုခိုင်းတဲ့အချိန်မှာအထက်ကနေပြီးတော့ PR တွေတောက်လျှောက်ပေးတယ်အဲ့လိုပေးတဲ့ PR တွေကဟိုးအောက်ချစ်အဆင့်ရဲဘော်တွေမကပဲနဲ့အကြီးပိုင်းအဆင့်တွေထိရောက်နေတာရှိတယ်အဲ့တော့ဒီလိုမျိုးအကြီးပိုင်းအဆင့်တွေကအရင်တော့ဆစ်တက်ရတဲ့သူတွေမဟုတ်ဘူးအဲဆစ်တက်ရတဲ့မှာရရှိအကြီးပိုင်းတွေမှာဆိုတော့သူကဒုတိယဘုံမီတန်ရမှုအဆင့်တော့ပဲသူကမြေပြင်မှာတက်ကိုဥဆောင်ပြီးတော့ဆစ်တက်ခိုင်းတာအဲ့အထက်ကဒီဗျွာမှုတို့ဘာလို့ဆိုတာကြတော့ဒီတန်ရမှုတွေကိုခိုင်းတာခိုင်းတဲ့အဆင့်သူတို့က ညွန်ကြားတဲ့အဆင့်ပါဗျာဒါပေမဲ့ဒီမင်းအောင်လှိုင်ရဲ့ဖိအားတွေကအဲ့လိုမျိုးအကြီးပိုင်းနေအဆင့်မှာရောက်လာတော့ဒီတက်မမှုလို့ကောင်မျိုးတွေနောက်ဆုံးကစရမှုလို့ကောင်မျိုးကဆိုတက်မကိုဆင်းပြီးတော့ကိုယ်ကဲခိုင်းတာတွေအပြူအမှုဆိုတဲ့ကောင်တွေကဆင်းပြီးပြီးမှဆင်းပြီးတော့ကိုယ်တိုင်တိုက်နေရတဲ့ပုံစံမျိုးတွေဒါမျိုးတွေအထိဖြစ်လာတော့ကြတော့သူတို့ကြောက်လန့်ကြားနဲ့ထွက်ပြေးတဲ့ဖြစ်စဉ်တွေကလည်းပူပူပြီးတော့များလာတယ်ဒါကအာနာသိန်းဖြစ်စဉ်ရဲ့ဒါအကျိုးဆက်ပဲပေါ့နော်အဲ့တော့ဒီလိုမျိုးတွေဒါတိုက်ခိုင်းမှုအတွက်လောက်တဲ့ခါမှာထွက်ပြေးကြရရှိတယ်တေကြရရှိတယ်ဖမ်းမိကြရရှိတယ်နောက်ဆုံးအောက်ကကောင်တွေကိုအပေါ်ဆွဲတင်ပြီးတော့ယာရုတွေအတင်းပေး အဖေးပြီးတာနဲ့ခုနလိုစစ်စင်ရေးတွေထက်လွတ်ဒါမျိုးပုံစံမျိုးတွေသူတို့ထက်ပြီးတော့ခိုင်းညာရရှိတယ်အဲ့လိုခိုင်းညာနဲ့မြဒီလိုဖြစ်စင်တွေကပူပူပြီးတော့များနေအောင်ပါပဲတချို့ဆိုရင်သူကဘယ်လိုလဲဆိုတော့ဒီဒီခက်ခဲတဲ့ကာလသူတို့အတွက်ကအဲ့ဥစ္စာခက်ခဲတဲ့ကာလအဲ့လိုခက်ခဲတဲ့ကာလကိုသူတို့ကအသက်ရှင်တန်အောင်ပေါ့နော်ကြော်ဖြတ်လို့ရမယ်ဆိုတဲ့စိတ်မျိုးနဲ့နေကြ ဒါပေမဲ့လည်းတကယ်နှစ်ဖူးတွေဒူးဒူးတွေဒါလုံးဝတိုက်ပွဲဖြစ်စဉ်တွေလည်းဖြစ်လဲဖြစ်ရောအခုလိုမျိုးထွက်ပြေးတဲ့ဖြစ်စဉ်တွေအထိဖြစ်လာကုန်တယ်ဗောနော်အဲ့တော့သူတို့တွေတင်ပြေးတာမဟုတ်ဘဲနဲ့သူတို့ကိုစွန့်ခွာသွားတဲ့တပ်ဖွဲ့တွေအားရှိတယ်ခချင်းပြည်နယ်ဒါဘွန်ဘဘကဖြစ်စဉ်တစ်ခုမှဆိုလဲအဲ့တိုင်းပဲဒါဗျူဟာမှုအဆင့်ဗောနော်ဗျူဟာမှုဆင့်သူ့ကိုသူတန်မှုဆိုရင်ညာတဲ့ကောင်အဲအဲ့ကောင်ဆိုလဲသူ့တက်ကသူ့ကိုထားခဲ့တာထားခဲ့ပြီးတော့သူအဲ့လက်ွက်ထက်မှကြံနေခဲ့ပြီးတော့နောက်ဆုံးဖမ်းမိတဲ့အဆင့်တွေဖြစ်သွားဗောနော်အဲ့လိုမျိုးဒါစွန့်ခွာခံရတဲ့ရာရှိကြီးတွေလည်းရှိတယ်ဗောနော်အဲ့တော့ဒီတပ်မ6နေမြေထဲမှာဒါ KNU တပ်မ6နေမြေထဲမှာ ဒါအလင်းဝင်လာတဲ့ပေါ့နော်ဒါကျွန်တော်ပါစာရင်နဲ့တွေ့ရတဲ့အချိန်မှာလည်းဒီပါစာရေပြောပြချက်ရဒီတန်မှုတွေကငိုယိုပြီးတော့ပြောဆိုနေတဲ့ဟာတွေပြီးရင်ဒါတက်မှမှုနဲ့အဲဒီဒီတန်မှုနဲ့ပေါ့နော်ဒါပြဿနာတက်နေတဲ့ဟာတွေဖြူဝမှုနဲ့အခြေတင်ဖြစ်တဲ့ဟာမျိုးတွေဒါမျိုးတွေကဆဖြစ်နေတယ်ဆိုပြီးတော့သိရတယ်အဲ့ဒါကတကယ်ရှေ့ဖြစ်စဉ်တွေမှာကနေရရှိခဲ့ဘူးတယ်ချို့ဒီစစ်ကောင်စီဘက်ကရရှိအကြီးပိုင်းတွေကသူကယာထူးရဖို့အတွက်ပဲလုပ်တာ တို့ဒီစစ်တပ်ထဲကိုဝင်နေဆိုတာကိုကြိုးရှာဖို့ယာရုယာကန်ရဖို့အာဏာရဖို့အတွက်ပဲတို့ကဝင်ခဲ့ကြတာဒီလိုမျိုးတိုက်ပွဲတွေတိုက်ဖို့အတွက်မဟုတ်ဘူးအဲ့တော့ဒီပိန်းတော်ဘက်ချမ်းပါဆိုရင်ပေါ့နော် KMB နဲ့ဟိုးရင်တော့ပိန်းတော်ဘက်ချမ်းပါဆိုရင်ဒါအခုစစ်တွေရပေါ့နော်စစ်တွေကိုထွက်ပြေးသွားတယ်ဒါကြော်စွာဦးပေါ့နော်ကြော်စွာဦးဆိုရင်သူကအဲ့မှာတည်ရင်မှုလုပ်တဲ့အချိန်တုန်းကတိုက်ပွဲဖြစ်လဲဖြစ်ရောသူမိမကသူငိုပြီးတော့တိုင်တာအဲသူမိမသူမိမကဒါဘုကျုပ်ထွန်းထွန်းတောင်ရတူမပေါ့နော်အဲသူကငိုပြီးတော့တိုင် မေးကြီးဖေးကြီးတော့မလုံနိုင်တော့ဘူးလေပြန်လိုက်ထွက်ခွင့်တင်တော့မယ်နဲ့လိုမျိုးတွေအဲ့လိုပုံစံမျိုးတွေဒီဖြစ်သွားခဲ့ဘူးတာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဖြစ်စဉ်တွေကဟိုးအရင်တွေကလည်းရှိတော့ရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာပိုဆိုးလာအဲပြောချင်တာစစ်ကောင်စီရဲ့အခုနောက်ပိုင်းအာဏာသိမ်းအကျိုးဆက်တွေကရရှိအကြီးပိုင်းနေအဆင့်ထိရိုက်ခတ်လာနေပြီဆိုတဲ့ဟာကိုသိတာစေတယ်ဒါကြောင့်မလို့လဲအခုဆိုကြည့်တာ ထူးခြားချက်အနေနဲ့ပြောတာပေါ့နော်ဒီကပ္ပစာဆက်နေရှော့လိုက်တော့၅လုံးပြစ်တဲ့ချိန်မှာ၄လုံးပြစ်သွင်းခံရပြီးတော့ဒါပြွာမှုလုပ်တဲ့ကောင်ကအောင်လံဘက်ကိုထွက်ပြေးဒီဖြစ်စင်တာအမှန်ဆိုရင်ပေါ့နော်ဒါစစ်ကောင်စီဘက်ကအကြီးပိုင်းနေအဆင့်နေပါတော်တော်လေးအထိနာနေပြီတော်တော်လေးပွပြက်နေပြီတော်တော်လေးစိတ်တက်တွေခြောက်ခြားနေပြီဆိုတဲ့ဟာမျိုးကိုတွေ့ရတယ်ပေါ့နော်ဒါဟာလည်းအားရစရာဖြစ်စဉ်တစ်ခုဖြစ်တယ်နောက်ခုကတော့ဒါရခိုင်ပြည်နယ်ဘက်မှာဒါမကွေးတိုင်းအမ်ဘဒန်လမ်းမကနေရကန်စကန်းနဲ့၄မိုင်အကွာကဂုတ်ကြီးရွာနာမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်အဲစစ်ကောင်စီကဒီတည့်ရတိုင်းပဲရှေ့ကာလရှေ့ရက်ထဲမှာပေါ့နော်ဒီနယ်ရေကန်ကိုသူကစစ်ကူလှုပ်ဖို့အတွက်လမ်းတစ်ကိုလမ်းဟောင်းကိုသူတုံးတယ်အဲဒါပေမဲ့ဒါလမ်းဟောင်းဘက်ခြမ်းကလုံးဝဘလုံးမအဆင်မပြေပဲနဲ့စစ်ကြောင်းတွေပါပြတ်ထွက်သွားတယ်စစ်ကြောင်းတွေပါပျောက်ထွက်သွားပြီးတော့လက်နက်ခဲယမ်းတွေကအလောင်းတွေကရရှိလာတဲ့ရှိတဲ့အတွက်ပေါ့နော်စစ်ကြောင်းတစ်ခုလုံးဖြိုပြဲဖြစ်သွားတာအဲ့တော့အိုက်ဘက်ကနေပြီးတော့ဆက် မတက်နိုင်တော့တဲ့အခါသူကလမ်းတစ်ဘက်ကိုပေါင်းပြီးတော့ဟိုဂုတ်ကြီးဘက်ကနေဥတီပြီးတော့လာခိုင်းတာပေါ့နော်အဲ့တော့အဲဂုတ်ကြီးမရောက်ခင်ဒါဒီဂုတ်ကြီးရွာနားပေါ့နော်အဲ့နားမှာတိုက်ပွဲတွေပြင်းထန်နေတာရှိတယ်အဲ့တော့စစ်ကောင်စီဘက်ကဒီလမ်းတစ်လမ်းဟောင်းခွဲပြီးတော့လာတယ်ဆိုပေမဲ့လည်းဘလို့မှအဆင်မပြေပဲနဲ့စစ်ကြောင်းနေဒါပြုတ်ပြုတ်နေရတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပြုတ်နေရတော့မှပဲစစ်ကောင်စီကလုံးဝအားမလျှော့ဘူးပြဒါကတော့ဒါသူတို့အခုလုံနေတဲ့ဟာတွေမှာပေါ့နော်ကြည့်မယ်ဆိုရင်တိတာစီတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစစ်ကြောင်းနေတောက်လျှောက်ဒီလမ်းပိုင်းကပဲထိုးတယ်ထိုးပေမဲ့လည်းလုံးဝ အဆင်မပြေဘူးရှေ့မတိုးနိုင်ဘူးစစ်ကြောင်းတွေပြတ်တယ်။ဒါပေမဲ့အဲ့အတွက်ကိုထပ်ပြီးတော့ပြင်ဆင်ထားသေးတယ်။အခုဆိုလဲသူကအင်အားတွေထပ်ဖြည့်ထပ်ဖြည့်ပြီးတော့အဲ့လမ်းဟောင်းဘက်ကနေထပ်ပြီးတော့တက်ခိုင်းမှုလဲလုံလုံနေသေးတယ်ပေါ့နော်။လမ်းဟောင်းဘက်ကတည့်ရတိုင်းပဲဒေါ်လိုင်းတပ်ဖွဲ့တွေကအာခတ်တော်အင်နဲ့ဒါပြည်တဲ့တပ်ဖွဲ့တွေကတကယ်နေရာကောင်းနေစောင့်ကြိုပြီးတော့ဘင်းတာမျိုးတွေပဲသူတို့ခံနေရတာပေါ့နော်။အခုလမ်းတစ်ဘက်လမ်းတစ်ဘက်လဲသူတို့အင်အားထပ်ဖြည့်တယ်ဖြည့်ပြီးတော့ဆက်တိုးခိုင်းတယ်ကလာမိုက်ယိုအခြေပြုပြီးတော့သူတို့တိုးတာတွေလုပ်တယ်အခုဒါပြင်းထန်တိုက်ပွဲဖြစ်နေတာရှိတယ်အဲ့တော့နေရကန်ရဲ့ဒါလက်ဆတ်တက်ဖို့ကြံနေတဲ့ ဒီစကန်းကုန်းပေါ့နော်တချို့စကန်းကုန်းတွေကိုဒါစစ်ကောင်စီကရိတ်ခါနဲ့ခဲရမ်းမဲ့လေချောင်းကနေပို့ပေးနိုင်တော့တယ်မြေပြင်ကနေပြီးတော့စစ်ကူပို့ပေးနိုင်တဲ့အနေထားတော့မရှိတော့ဘူးပေါ့နော်ဆွဲထုတ်ဖို့အတွက်ပဲဖြစ်ဖြစ်သူတို့မှာအဆင်မပြေတဲ့အနေထားတွေ့နေရတယ်ဒါပေမဲ့ तू ကဆွဲထုတ်ဖို့လုပ်တယ်ဆိုတာထက်စစ်ကူပို့ဖို့ပို့ပြီးတော့ဖြစ်နိုင်ရည်ရှိတယ်ဆွဲထုတ်ဖို့လုပ်မယ်ဆိုရင်တော့မှပဲခုနဒါလက်ကျန်ခုနဒါကြံနေသေးတဲ့နေရာကကောင်းတယ်ကို तू ကထပ်ပြီးတော့ဖောက်ခိုင်းမယ်ဒီစစ်ကူလွှတ်တဲ့စစ်ကြောင်းကလည်းဖောက်မယ်အဲ့လိုမျိုးပဲသူကချိတ်ဆက်ခိုင်းမဲ့အနေထားဒါပေမဲ့လည်းအခုကျတော့အဲ့လိုမဖြစ်ဘဲနဲ့ပေါ့နော် အာလုံးဝစစ်ကူပဲဇက်တိုက်လွတ်နေတဲ့ဆိုတဲ့ကဒီနေရာကိုသူတို့ဆက်ပြီးတော့တိမ့်ပိုက်ချင်နေသေးတဲ့ပုံစံမျိုးတော့တွေ့ရတယ်။အဲ့တော့ဒါရိတ်ခါနဲ့ခရမ်းကိုတော့လေချောင်းကနေပဲပို့ပေးနေရတယ်။အင်အားကတော့တိတဲ့အတိုင်းပဲမရောက်နိုင်တော့ဘူး။ဒါအပြင်ကမှထွက်ပြေးနေတဲ့သူတွေအလင်းဝင်တဲ့သူတွေလည်းတောက်လျှောက်ရှိလာသလိုအာခတ်တော်အေကဒါကောင်းကောင်းမွန်မွန်နဲ့လက်ခံပေးထားတဲ့အသက်ရှင်တန်ခွင့်ပေးတယ်။ဒါအပြင်ဒါစီဒီအက်အရှိုးလို့ပါလို့ဆိုရင်လိုက်ပြီးတော့ဖမ်းနေရတဲ့အဆင့်တွေ။ဒါဟိုနေ့ကကိုပဲဒါ26ရောက်ပါတော့။ဒါနှစ်လအတွင်းမှာ26ရောက်ဒါမိတယ်ဆိုတဲ့ဟာတွေလုံးဝပါစတက်တက်ကြီးပဲတဲ့။ လုံးဝပတ်စကြည့်ပဲပြီးရင်အဲ့ဒီကြံနေသေးတဲ့သူတို့ရဲ့ဒါသိမ့်မှုကြံနေသေးတဲ့လက်စားတတ်ဖို့ကြံနေသေးတဲ့နေရာမှာရှိတဲ့အင်အားတွေထဲမှာလည်းအင်အားရဲ့၃ပုံ၃ပုံလောက်ကဒဏ်ရာရနေတာဒဏ်ရာရတဲ့သူတွေများနေတာပေါ့နော်အဲ့တော့ဈေးဝမလုံလောက်မှုတွေသူတို့ဖြစ်လာလိမ့်မယ်ရိတ်ခါအဲဒါတွေလည်းဖြစ်လာလိမ့်မယ်ပြီးရင်ခဲရန်အချင်းကြလာတဲ့မြတ်တို့မပုတ်နိုင်ဘူးဆိုရင်ဒါတွေကတေချာပေါက်တို့ကြုံတွေ့ရမှာအဲတော့ကျအဲဥစ္စာကိုအဲ့မှာရှိနေတဲ့အခြေကြီးစစ်ကောင်စီစစ်သားတွေကလည်းတွေးမိမှာပဲတွေးမိတဲ့ခါကျရင်သူစိတ်တက်ကြမှာပဲ သူတို့နေရာကနေနေကြည့်တာနေကိုတော်တော်သိတတ်ကြနေပြီမြေပြင်ကစစ်တောင်းနဲ့လာလို့မရဘူးအပေါ်ကပြီးတဲ့ရိတ်ခါကလည်းနတ်မမှန်ဘူးခဲရန်ကလည်းဘယ်ချိန်ထိသူတို့တိုက်ရမလဲမသိဘူးဘယ်ချိန်ထိပြစ်လို့ရနေဦးမလဲသူတို့မသိဘူးပေါ့နော် တိုက်ပွဲပြင်းရင်ပြင်းတယ်လို့မျိုးဒါတဲနေထုတ်သုံးရမှာအဲ့တော့ကြတော့တို့အနေနဲ့ဒါတော်တော်လေးကိုတနာစရာကောင်းတဲ့နေထားတော့ဖြစ်နေတာပေါ့နော်အဲ့တော့ဒါတို့ထွက်ပြေးရလူတွေရှိသလိုလင်းဝင်နေသူတွေလည်းရှိတယ်လိုက်ရှာနေရတဲ့သူတွေလည်းရှိတယ်ကြံနေခဲ့တဲ့သူတွေကလည်းဒဏ်ရာရနေတယ်ရိခခဲရန်ကလည်းလုံလုံလောက်လောက်မပေးနိုင်တော့ဘူးအင်အားကလည်းမချိတ်ဆက်နိုင်တော့တာဖြစ်တဲ့အတွက်တော်တော်လေးကိုဂျင်းနဲ့ချက်တဲ့ရောက်နေတဲ့နေထားတော့မြင်တွေ့နေရတယ်အဲ့တော့ဆေးလေးလာသုံးသက်သူတွေအနေနဲ့ကပေါ့နော်ဒါနီးစက်သူတွေအနေနဲ့ကဒီနှစ်ကုံပိုင်းလောက်မှာဒီနေရာကိုအပိသက်လက်ဆတ်တက်လိုက်မယ်လို့လည်းဒါပြောကြတာရှိရပါတော့အဲ့တော့ဒါကလည်းအားရစရာကောင်းတယ် နောက်တစ်ခုကကျွန်တော်အဲ့ညမှာဖြည့်ပြီးပြောချင်တာကဒီထွက်ပြေးတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်ထွက်ပြေးတယ်ဆိုတဲ့အချိန်မှာတချို့ကကျတော့ချိတ်ဆက်ပြီးတော့လာတာအဲ့ဒါဆိုရင်အန်နီယဂင်းလာအဲ့ဒါဆိုရင်အန်နီယဂင်းနဲ့အဆင်ပြေတယ်တက်ရှင်တန်ခွင့်ရတယ်ပေါ့ဗျာဒါပေမဲ့ခုနလိုထွက်ပြေးပြီးခြေဥတရပြေးရင်းနဲ့မှဒုက္ခဒုက္ခတွေရောက်ပြီးတော့တချို့ကြလည်းဒဏ်ရာကြီးနဲ့ပြေးတာအဲ့တော့စေကုသခွင့်မရဘဲနဲ့တည်သွားကြတာကြီးလည်းရှိမှာပဲအဲ့ကြအဲ့မှာကျွန်တော်တို့ဒါချိတ်ဆက်တဲ့အပိုင်းတွေမှာပြောတဲ့အခါမှာဒီမိဘတွေပေါ့နော်မိဘတွေအုတ်ထင်းသူတွေကကျွန်တော်တို့ဖြစ်စဉ်တစ်ခုရှိတယ်အဲ့ဘာလဲဆိုတော့ ကျွန်တော်တို့ကျွန်တော်လာချိတ်ဆက်တယ်ပေါ့နော်လာချိတ်ဆက်တယ်ဒီသူ့ကလေးပေါ့နော်အဲဒီလိုမျိုးပုံစံမျိုးနဲ့အတွင်းထဲကနေထွက်ချင်တာရှိပါလေပေါ့နော်အဲ့လိုမျိုးပုံစံမျိုးသူလာချိတ်ဆက်တယ်ဒါပေမဲ့အဲ့ဒီဟာကိုဖြစ်စဉ်ကိုမေးကြည့်တဲ့ခါကျတော့အဲ့နေရာမှာတိုက်ပွဲမဖြစ်ခင်ဟိုအစောပိုင်းကာလလုံခဲ့တဲ့ဒါလာပိုင်းလာပိုင်းလောက်ပေါ့နော်အခုကျွန်တော်တို့လာမပြောခင်လာပိုင်းလောက်လာပိုင်း၄၅၆လလောက်ကနေကအဲ့နေရာမှာသူသားကရှိနေတာဒါပေမဲ့အဲ့နေရာမှာက gate ကောက်လို့ရတဲ့ပုံစံမျိုးဝင်ငွေရှိတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီတုန်းကကျွန်တော်ကိုထွက်ဖို့အတွက်လာမပြောဘူး ဒါမှမဟုတ်ကျွန်တော်နဲ့လည်းတောက်လျှောက်တိနေတယ်ဗျာပြောရမယ်စကားတွေပါပြောဘူးတယ်ဗျာဒါပေမဲ့သူသားအဲ့လိုဖြစ်နေတယ်ဆိုတော့ဟာကိုမပြောဘူးမဟဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာကိုတော်လိုင်းတက်ဖွဲ့တွေကအချင်းချင်းဝင်ရောက်တိုက်ခိုက်တာမျိုးတွေဖြစ်လာပြီဆိုတော့အချိန်ကြတော့ပြောလာတယ်သူသားကအဲ့မှာရောက်နေတာပါရောက်နေတာဘယ်နှလား6လလောက်ရှိပါပြီပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြောလာတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့အဲ့နေရာမှာဘာဖြစ်နေပြီလဲဆိုတော့တားဟိုဘက်ဒီဘက်ဆိုင်ပြီးတော့တိုက်ပွဲတွေကဇက်တိုက်ဖြစ်နေတာရှိလာပြီ ရှိလာကြတော့ချိတ်ဆက်တဲ့အပိုင်းတွေမှာတချို့ရက်တွေမှာကအင်တာနက်ရတာရှိတယ်မရတာရှိတယ်တခါလေကြလည်းသူ့ကိုပြန်ပြီးတော့ပြောဖို့အတွက်သူကလည်းလိုင်းသုံးလို့မရတာရှိတယ်ဘာဖြစ်လို့လဲဆိုတော့တိုက်ပွဲကဖြစ်နေရဲဆိုတော့သူတို့တောက်လျှောက်ကြီးပေါ့နော်စီးရေးပြင်ဆင်တာတွေရှိတယ်ပြီးရင်လူတွေကအိုးကြက်ကြက်နဲ့ပေါ့ဗျာဟိုပြည်ဒီလွားနဲ့ဒါမျိုးပုံစံမျိုးကြီးဖြစ်တော့မလစ်မလစ်တဲ့လူမလစ်တဲ့ပုံစံမျိုးကြီးလည်းဖြစ်တာပေါ့အဲ့တော့အရန်ခတ်ခဲ့ ဆိုကြတာအေးစစ်စစ်ဖြစ်နေတဲ့ချိန်တုန်းကတော့မပြောဘူးဗျာစိတ်လဲစိတ်လဲဆိုးလဲဆိုးကျင်တာဗောနော်ဘာဖြစ်လို့လဲဆိုတော့အခုလိုမျိုးဒါတေးပေးနီးလာပြီဆိုတဲ့အချိန်ကျမှလာပြောတယ်ဒါပေမဲ့လာပြောတဲ့အချိန်ကျတော့အရန်ကိုတိတိဆိုင်ဆိုင်နေဖြစ်နေပြီအဲ့လိုနေထားကြတော့ကျွန်တော်ကချိတ်ဆက်ပြီးပို့အရန်ခက်ခဲဟိုကလည်းဒါကျုံးမယ်ကြိတ်မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေကြပြီဗျာအဲ့တော့အဲ့မတိုင်ခင်လေးမှာစောစောစီးစီးလေးဒါလာပြောခဲ့မယ်ဆိုရင်အခုချိန်ဆိုရင် အေးဆေးဆေးနဲ့ဒါရှင်သန်ကွင်းရနေလောက်ပြီပေါ့ဗျာလက်နက်တွေပါတယ်ပါလာမယ်ဆိုရင်ပို့ပြီးတော့တော့မှာကကောင်းသေးတယ်ပေါ့နော်ဒါချင်းမြင့်ငွေတွေပါတယ်ကဆရနေမှာပေါ့နော်အဲ့တော့မိဘအနေနဲ့ပေါ့နော်ကိုသားသမီးကိုအဲ့လိုပုံစံမျိုးကြီးနဲ့ထိန်းကွက်ထားတာကြီးရလဲနည်းနည်းတော့ဆိုးမယ်ပေါ့နော်အဲ့ဒါကရေရှည်အတွက်မကောင်းနိုင်ဘူးဘာလို့လဲဆိုတော့အချိန်နဲ့မျှတလိုင်းတက်ဖွဲ့တွေကစစ်ကောင်စီရှိတဲ့နေရာတွေကိုတော်တော်ပြီးတော့တိုင်ပါပဲတနေ့မဟုတ်တနေ့သူတို့တွေတိုက်ခံရမှာပဲ ဲ့ခါကျမှကျွန်တော်တို့လောက်အကန်ရခက်တဲ့အနေအထားမျိုးတွေဆိုရင်အဆင်မပြေဘူးပေါ့နော်အဲ့ကျတော့တေတော့မယ်ချိန်ကြမှာပေါ့နော်တေမှာကြောက်လို့ကူပြောင်းလို့လည်းဖြစ်နေတာပေါ့လေနော်အဲ့ဟာလေးလည်းဒါကျွန်တော်အကြံပေးချင်တာပေါ့နော်နောက်တစ်ခုကဒါ concrete မှာစစ်ကောင်စီအထိနာနေတယ်ဆိုတဲ့ကြောင်းအဲ့ဥစားရှိမှလည်းဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ်။ဝင်းကဒါအလောင်းရှစ်လောင်းတွေ့ခဲ့လဲဆိုတာအပုံလိုက်လေးပေါ့နော်။မောက်ရလေးပက်လက်လေးပေါ့နော်။ ခြုံဘုတ်ထဲမှာခေါင်းလေးဝင်ပြီးတော့အသက်ပြောင်နေတဲ့ပုံစံလေးစိတ်လုကိုလို့လေးပေါ့နော်အဲ့လိုဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေလက်ရှိသလိုလက်ရှိမှာလည်းအဲ့နေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေတယ် Green Bee နဲ့ဒါဂျုံတိုးနဲ့ Concrete ကြားနေရာတွေလမ်းပိုင်းတွေကိုစစ်ကောင်စီဘက်ကထိန်းချုပ်နိုင်ဖို့အတွက်ထိုးစစ်ဆင်လာတာအဲ့ကြအဲ့နေရာကြီးကိုသူတို့ထိန်းချုပ်ဖို့ဆက်ဆက်ဖို့အတွက်ဒီလမ်းပိုင်းပေါ့နော်အာရှလမ်းပိုင်းဘက်တွေကိုစိုးမိုးနိုင်ဖို့အတွက်ကိုသူတို့ ထိုးစစ်ဆင်လာတာဒါပေမဲ့လုံးဝသွလိုင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်တာတွေကြုံနေရတဲ့အတွက်စစ်ကောင်စီတော်တော်လေးအထိနာနေတဲ့ပုံစံပေါ့နော်အဲထီဘိုးဆန်ထီဘိုးဆန်ဟိုနေရာဖြစ်တဲ့ဖြစ်စဉ်ကလည်းအိုင်နာပဲပေါ့နော်အဲ့တော့ထီဘိုးဆန် FIFA လည်းအဲ့နေရာပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်နေတာဖြစ်တယ်အဓိကတော့တိုက်ပွဲကတနေ့လုံးဖြစ်တယ်တညလုံးဖြစ်တယ်နောက်နေ့မနက်၁၇နာရီလောက်ထိကိုတိုက်ပွဲကအဲ့လောက်ထိကျန်းသွားတယ်ပေါ့နော်အဲ့တော့တိုက်ပွဲကြာချိန်ကတော်တော်ကြီးကိုကျန်းတယ် အဲ့တော့အဲ့လိုမျိုးဖြစ်ပြီးတဲ့အချိန်မှာစစ်ကောင်စီဘက်ကဒါတေတာရောတန်ရာရတာရောဒါ20ဝန်းကျင်လောက်ရှိတယ်ဆိုပြီးတော့သိရတယ်။ဒိန်းစီရမီလက်နက်ခဲယမ်းတွေလည်းရှိတယ်ပေါ့နော်။အဲ့လက်နက်ခဲယမ်းတွေဒါဆက်လက်ပါတယ် MA213 အဲ MA123 အကုန်ပါတယ်။ပြီးရင်ဒါကြီပေါက်တွေဒါကြီးစံတွေလည်းပါတာတွေရှိတယ်ပေါ့နော်။အဲ့တော့လိုက်ပြီးတော့ရှင်းလင်းရတဲ့အဆင့်မျိုးတော့မဖြစ်နိုင်သေးဘူး။အဓိကတော့တိုက်ပွဲတွေဖြစ်နေတာလည်းရှိမယ်။ထိတွေ့မှုတွေလည်းဇတိုက်ရှိနေသေးတယ်။အဲစစ်ကောင်စီဘက်ကလည်းပြန်ဆုတ်တာမျိုးမရှိသေးတဲ့အတွက်ပေါ့နော်အဲဒီလိုဒီလောက်တော့ဒိန်းစီရမိနေပြီဆိုပြီးတော့တည်ရတော့ပေါ့နော်အဲ့တော့ ော်တော်လေးအားရစရာကောင်းတဲ့အနေအထားဖြစ်ရတယ်စစ်ကောင်စီကအဲ့ဘက်ကနေပြီးတော့ဒါစစ်ကြောင်းတွေဆက်ဖို့အတွက်ကြိုးစားပေးမယ်ဖြတ်ပြီးတော့ပိတ်ထားတဲ့ခံရတဲ့အနေအထားမျိုးတွေ့နေရတာပေါ့ဗျာနောက်တစ်ခုကဒါစစ်ကောင်စီမင်းအောင်လှိုင်ကပေါ့နော်ဂရင်ဘီနယ်ကိုသူစိတ်ကောက်နေတာရှိတယ်ဂရင်ဘီနယ်စိတ်ကောက်နေတာသူပါပြောလဲဆိုတော့ဒါဂရင်ဘီနယ်ကပေါ့နော်အဲအရင်တည်းကငိမ့်ချမ်းနဲ့ဒါပြည်နယ်ဖြစ်ခဲ့ပြီးတော့ပေါ့နော်တိုင်းရင်းသားပြည်သူတွေအေဂျင့်စွာလွတ်လွတ်လပ်လပ်နဲ့တွာလာနေထိုင်ခဲ့တဲ့ဂရင်ဘီနယ်မှာတဲ့ဒါအခုဆိုရင်တည်ငြိမ်အေဂျင့်မှုကင်းမဲ့ကပေါ့နော်ပြည်သူများဒုက္ခဆင်းရဲခံစားနေရတယ်ဆိုပြီးတော့သူကပြောတယ် ဒါပြင်ဒါဒီဒီကောင်တွေကသူတို့ကိုစန့်ကျင်တဲ့ဒါလက်နက်ကင်အဖွဲ့အစည်းတွေကိုတွန်းလှန်ခြေမုံရာတွင်တဲ့တိုင်းရင်းသားပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့ကရင်ပြည်နယ်ရှိပြည်သူတွေကိုတိုက်တွန်းနေတဲ့အဓိကတော့ဒီကောင်ရွေးကောက်ပွဲလှုပ်ချင်တာရွေးကောက်ပွဲလှုပ်ချင်တယ်ဒီနေရာတွေကိုပြန်ပြီးတော့တင်ပိုက်ချင်တယ်အဲတင်ပိုက်ပြရင်သူရွေးကောက်ပွဲလှုပ်မယ်အပြင်ရွေးကောက်ကအစိုးရသူလုပ်မယ်ပေါ့နော်အဲ့တော့ကျတော့သမရလုပ်ချင်တဲ့ကောင်ဒီကောင်အစိုးရပြစ်ချင်တဲ့ကောင်အာနာဆက်ပြီးတော့ကန်ချင်တဲ့ကောင်ဒါပေမဲ့ ဲ့လိုမျိုးလုတ်တဲ့အချိန်မှာသူ့ကိုဝင်းရံတဲ့ဖွဲ့တော်ရှိတယ်အဲ့ဒါကဒါ BJL လည်းပါတယ် DKB လည်းပါတယ်သူ့ရဲ့ရွေးကောက်ပွဲကိုထောက်ခံတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝင်းရံကြတယ်ဒါပေမဲ့ KNU KNU ဘဟုကမပါဘူးဒီဥစ္စာနဲ့ပတ်သက်လို့ KNU ကလုံးဝကန့်ကွက်တယ်ကန့်ကွက်တယ်ဒီဥစ္စာကိုလုံးဝမထောက်ခံသလိုပေါ့နော်ပြီးတော့ဒါတခြားလက်နက်ကင်တဲ့အဖွဲ့တွေကိုကင်းပြည်သူတွေကိုရောအပြင်ဒါကင်းနိုင်ငံရေးအင်အားစုတွေအပါဝင်ပေါ့နော်တခြားအကုန်လုံးကိုဒါသူကဒီရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့ပေါ့နော်ဆန့်ကျင်ကြဖို့ပြီးရင် အရွေးကောက်ပွဲကိုပူးပေါင်းတာတွေပါဝင်တာတွေမလုံဆောင်ကြဖို့မကူညီကြဖို့ဆိုတဲ့ပုံစံမျိုးနဲ့ထုတ်ပြန်လိုက်တာရှိတယ်။ပြီးတော့မြေပြင်မှာလည်းဒါသူကစစ်ရေးအရာပေါ့နော်စစ်ကောင်စီဝင်တိုးလာတဲ့နေရာတွေကိုဆက်ပြီးတော့တိုက်ခိုက်နေတာဖြစ်တဲ့အတွက်မြေအောင်လိုင်းအတွက်တော်တော်လေးအကျက်ရိုက်တယ်ပေါ့နော်ခက်ခဲတယ်။အဲမြေအောင်လိုင်းဘက်ကကူပြီးတိုက်ပေးနေတဲ့အဖွဲ့တွေလည်းရှိတယ်။ဒါ BGF ဖြစ်ဖြစ်ဒါ DGB ပဲဖြစ်ဖြစ်ရှိတယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးရှိနေတာတော့မှပဲဒီ GNU ကအခုလိုမျိုးလုံးဝဆန့်ကျင်နေတာဖြစ်တဲ့အတွက်သူလှုပ်ချင်တယ်လို့လှုပ်ခွင့်မရဘူး။ မရတာကြောင့်မလို့သူကအခုလိုမျိုးဒါပြင်ပြည်သူတွေကိုသူကစိတ်ကောက်နေသူကသူပူပေါင်းပါဝင်ပေးကြဖို့ပေါ့နော်အမန်တကယ်ကဒီကောင်မစင်းစားတတ်တာသူကသူလှုပ်တဲ့အပြစ်ကိုသူများကိုလွှဲချတယ်သူအာနာတိန်လိုက်လို့ဖြစ်လာတဲ့အကျိုးဆက်တွေဒီဥစ္စာတွေအဲဥစ္စာကိုသူကဒီပြည်သူတွေကိုပါထပ်ပြီးတော့ဒါသူကအညိုတကြီးနဲ့ပေါ့နော်အခုလိုမျိုးဒါထိုးချတဲ့ပုံစံမျိုးတွေလွှဲချတဲ့ပုံစံမျိုးတွေလုပ်နေတာပေါ့နော်အဲဒါကြတော့ဒီသူကသူ့ကိုဆန့်ကျင်တဲ့ဒါ KNU လိုအဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက် အဲသူနဲ့အတူပူပေါင်းပေးကြဖို့ဆိုတဲ့ဟာမျိုးလဲသူကပြောသွားသေးရပါတော့တော်တော်လေးကိုရည်ကြကောင်းနေကောင်းပါတော့အရင်ကတော့ဒါသူရွေးကောက်ပွဲလှုပ်ခွင့်ကောင်းကောင်းမွန်မွန်မရတဲ့အတွက်အခုလိုမျိုးစိတ်ကောက်တာအဲအခုကဒါဆန့်ကျင်နေတယ်ဆိုတဲ့ဟာကလည်း game ပြီးနေတခုတည်းတည်းမဟုတ်ဘူးဒီကောင်မသိဘူးဒီကောင်သိလဲသိတယ်တိတိနဲ့ယူနေတာကောင်လုံးဝတနိုင်ငံလုံးအနှံ့တပြည်လုံးအနှံ့မှာသူ့ကိုဆန့်ကျင်နေတာအများကြီးရှိတယ်အခုသူလုံးမဲ့ရွေးကောက်ပွဲတရားမျှတပါတယ်လွတ်လပ်ပါတယ်ဆိုပြီးသူပါဇက်ကနေအော်နေတဲ့ရွေးကောက်ပွဲအဲရွေးကောက်ပွဲကိုဝေဖန်လို့ဆိုပြီးတော့ဖမ်းနေတာအခုတရားရောက်ရှိသွားပြီ ဒါပြည်သူတွေဆိုရင်တရားလောက်ရှိသွားပြီပေါ့နော်အဲ့တော့သူပါဇက်ကနေပြောနေတဲ့ဟာနဲ့ပြီးရင်သူလက်ကနေလှုပ်နေတဲ့လှုပ်ရက်တွေမြေပြင်မှာလှုပ်နေတဲ့လှုပ်ရက်တွေကလုံးဝတကွဲတပြားစီပဲတခြားစီပဲဆိုတဲ့ဟာကိုအာအုံနောက်ရှိတဲ့ပြည်သူတွေအားလုံးကဒါသိပြီးသားပေါ့နော်အဲ့တော့ဒီကောင်ကသာယူပြီးတော့ဆက်ပြီးတော့အခုလိုမျိုးတွေပေါ့လို့ဘဲစားတွေရှောက်ပြောနေတာပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ် မင်းအောင်လည်းရင်ထဲမှာလည်းဒါအပူတွေများနေလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရွေးကောက်ဝဲကာလာတဖြည်းဖြည်းနဲ့နီးကပ်လာပြီ။ဒါပေမဲ့သူဆုံးရှုံးထားတဲ့နေမြေတွေသူအပိုင်းလိုက်ခွဲပြီးလုံမယ်ဆိုတဲ့မြို့နယ်တွေမှာသူအလုံးစုံပြန်ပြီးတော့လုံနိုင်ဖို့အတွက်မသေးကြသေးဘူး။အဲအကြောင်းလို့လည်းဒါအပိုင်းလိုက်ပုံစံမျိုးတွေနဲ့လှုပ်ရတခါမှမကြဘူးပေါ့နော်။အပိုင်း1နှစ်3ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါဂူခုံးကားလို့ပေါ့နော်။အဲလိုပုံစံမျိုးနဲ့ဇလန်းတွဲတွေရိုက်နေရတဲ့အဆင့်မျိုးတွေဖြစ်နေတာပေါ့ဗျာ။ အချိန်ကာလကတ်လာလေလေသူဆုံးရှုံးနေမြေတွေမရတာအတွက်သူပို့ပြီးတော့ပူပန်လေလေပေါ့နော်ပြီးတော့နိုင်ငံကာရဲ့ဖီအားတွေသူပို့ပြီးတော့ဂျုံဝါလေလေဖြစ်နေတဲ့အနေထားဆိုတော့ဒါမြောင်းလိုက်အခုလိုမျိုးအယူကြီးပန်းလျှောက်ပြောရဲဆိုတဲ့ဟာကလည်းဒါမထူးဆန်းဘူးလို့ပြောရမှာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါစစ်ကောင်စီဘက်မှာတော့သူနီးသူဟန်နေတော့ဒါဖွဲ့စည်းပုံတွေပြတ်နေတာလည်းရှိတယ်ကျွန်တော်တို့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေရဲ့အခက်ခဲတွေကိုကြည့်ပဲကျွန်တော်တို့ကတွေ့နေမြင်နေပြောနေကြလို့ဒါကျွန်တော်တို့တော်လိုင်းအဖွဲ့တွေခက်ခဲကြတယ်ဆိုပြီးတော့ဒါယူဆနေကြတာပေါ့နော်ဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်ကြည့်လိုက် မင်းအွန်လိုင်းပို့ပြီးတော့မှခက်ခဲသေးတာပေါ့နော်ဒီအခုတော်လိုင်းတက်ဖွဲ့တွေပြည်သူတွေခက်ခဲတာတက်တော့သူကပို့ပြီးတော့ခက်ခဲသေးတယ်သူ့မှာလိုအပ်ချက်ပို့ပြီးတော့ကျွန်တော်တို့တက်ဖွဲ့တွေပို့များတယ်ကျွန်တော်တို့တက်ဖွဲ့တွေအခုလိုအပ်ချက်များနေတာမှန်တယ်မပြည့်စုံဘူးမှန်တယ်ဒါပေမဲ့မင်းအွန်လိုင်းအနေနဲ့ပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်သူ့မှာလည်းသူလိုအပ်ချက်တွေဖြည့်ပေးရမယ်သူ့ရဲ့အဖွဲ့အစည်းကြီးကအကြီးကြီးရှိတယ်အခုအဲ့အဖွဲ့အစည်းကဒါကြီးကြီးဘလောက်ပဲကြီးကြီးပေါ့နော်စစ်ကိုတော့နိုင်အောင်မတိုက်နိုင်တော့တဲ့အနေထားတွေဖြစ်နေတယ် တကယ်တိုက်တဲ့အဖွဲ့တွေနဲ့ဂျုံတဲ့ခါကျတော့သူတော်တော်လေးခံစားနေရတယ်ပြီးတော့တပ်ဖွဲ့တွေဒီအခုတော်လိုင်းတပ်ဖွဲ့တွေကတဖြည်းဖြည်းနဲ့တွေ့ကြုံနေများလာတဲ့ခါကျတော့စစ်ကောင်စီဘက်ကအဲတချို့နေရာတွေမှာပေါ့နော်ဟိုသူ့အနေနဲ့တကယ်စစ်ပွဲကြီးတွေကိုရင်ဆိုင်နေရတဲ့ပုံစံမျိုးတွေကစဖြစ်လာနေတယ်အရင်တုန်းကသူတို့အထင်သေးခဲ့တဲ့ဒါတိုက်ပွဲပုံစံအသေးဖွဲလေးတွေမဟုတ်တော့ဘဲနဲ့တကယ်စစ်ပွဲပုံစံမျိုးတွေကစသူတို့ရင်ဆိုင်နေရတာရှိတယ်။ဒါကြောင့်မို့လို့လေအခုဒီနေ့ဒီချိန်မှာသူတို့ဘက်ကအကြီးပိုင်းဆိုတဲ့အရာရှိကြီးတွေကစထွက်ပြေးတာတွေစိတ်တက်ပြတ်တာတွေငိုယိုပြီးတော့တောင်းပန်တာတွေဒါမျိုးပုံစံတွေကစ ဖြစ်နေတာတွေရှိလာတယ်ပေါ့နော်အဲအကြောင်းမလို့ဘယ်လိုပဲဖြစ်ကျွန်တော်တို့မပြည့်စုံဘူးဆိုရင်တော့မှပဲဒီနေ့ဒီချိန်ထိရောက်လာခဲ့ပြီရှေ့ဆက်ပြီးတော့အောင်မြင်မှုတွေရဖို့အတွက်လည်းအခုလိုမျိုးပဲဒါညီညီညွတ်ညွတ်နဲ့ဆက်ပြီးတော့သွားကြဖို့လိုတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်